ဒီနေ့ Polytechnic University အကြောင်းကိုကိုယ်ပြောပြမယ်အဲ Polytechnic University အကြောင်းကိုမပြောခင်ကိုယ်အရင်တယောက်ကလာမေးရပြောဆိုတော့ Nebio State Polytechnic University အကြောင်းကိုပြောပြပါဆိုကိုကဆောင်းကသူစလုံးမောင်းမှားသွားရထင်တာဆိုတော့သူ Nebio State Academy ကိုပြောတာပဲပေါ့ Nebio State Academy ဆိုရင်တော့ကိုကအဲ့ဘက်ကိုနည်းနည်း join နေဘာလို့ဆိုတော့ကိုရဲ့အတီးရအဲ့မှာ tutor တွေဖြစ်နေတာကိုအတီးရမှာ tutor လုပ်နေတဲ့သူရှိရဆိုတော့သူတို့ အာလှမ်းပြီးတော့ဘယ်လိုဘယ်လိုလုပ်ရမလဲဆိုတာသူတို့ကိုလှမ်းပြီးတော့အကူအညီတောင်းလိုက်လို့ရတယ်။ဒါပေမဲ့နောက်တစ်ယောက်ကမီးတော့ကြာဆိုပေါ်လီတက်နစ်ယူနီဗာစီတီကြောင်းရှင်းပြပါကိုုံဆိုတော့ကိုုံထင်လိုက်တာပေါ့။အော်မြန်မာလူဘယ်နိုင်ငံကပေါ်လီတက်နစ်ယူနီဗာစီတီကိုပြောအောင်ဆိုအဲ့အဲ့တခုတော့ကိုုံအားနည်းချက်ဝင်ခံတယ်။မြန်မာနိုင်ငံမှာကိုုံပေါ်လီတက်နစ်ယူနီဗာစီတီဖွင့်လိုက်မှန်းမသိလိုက်ဘူး။အဲ့တော့ပေါ်လီတက်နစ်ယူနီဗာစီတီကြောင်းရှင်းပြပါဆိုအော်မြန်မာလည်းဘယ်နိုင်ငံကဟာကိုပြောအောင်ဆိုကိုုံနေတာထိုင်ဝမ်တို့ကောင်မှအဲ့တက္ကသိုလ်ကြီးရှိတယ်။ အဲ့လိုနိုင်ငံဟာတွေကိုထင်လို့သူတို့မြေတော့မဟုတ်မြန်မာနိုင်ငံကဆိုအမှကိုယ်စုံစမ်းလိုက်ချိန်မှာတော့ဟုတ်တယ်ဟုတ်ပထမဆုံးညီမလေးပြောမှန်းနဲ့ Nepal State Polytechnic University ဆိုပြီးရှိရတယ်ဒါပေမဲ့အဲ့ Polytechnic University အပြင်ကိုသူကမြန်မာနိုင်ငံအနေနဲ့ပြမှာတခြားတက်ကတူတွေပါခွဲထုတ်လိုက်တယ်တော့ဟိုတနေ့ကနေပြီးရော State Polytechnic University ကိုဖွင့်ရင်းနဲ့ပဲမြန်မာနိုင်ငံအနေနဲ့ပြမှာ၅ခုဖွင့်တယ်ရှမ်းပြည်နယ်မှာ၂ခုပြီးတော့အောက်ပိုင်းမှာ၃ခုပေါ့နော်အာအချင်းတုံရဲ့ပင်လုံရဲ့ အောက်ပိုင်းမှာဆိုမြိတ်တဝဲမအူပင်ဆိုပြီး Polytechnic University နေပြီးတော့ ਨੇ အတူတူတပြိုင်တည်းဖွင့်တယ်အဲ့တော့ကျတော့ကိုအခုအဲ့ Polytechnic University ဆိုတာလေတကယ်ဘာလို့ဆိုတော့ကွန်ပျူတာနဲ့နီးပညာတက်ကတူပေါ့ကိုတို့မြန်မာနိုင်ငံမှာဆိုကွန်ပျူတာတက်ကတူရှိရယ်နီးပညာတက်ကတူရှိရယ်ဒါပေမဲ့ကွန်ပျူတာကိုသွားမယ်ဆိုကွန်ပျူတာကိုသွားမယ်နီးပညာကိုသွားမယ်ဆိုနီးပညာကိုသွားမယ်ဒါပေမဲ့ဒီ Polytechnic University ဆိုတာအဲ့ဌာနနှစ်ခုလုံးကိုသွားပူးပေါင်းပြီးတော့တက်ကတူတစ်ခုလေးလုပ်လိုက်တာအဲ့တက်ကတူမှာကွန်ပျူတာလည်းသင်မယ်နီးပညာလည်းသင်မယ် အဲ့လိုတက်ကတ်သူမျိုးဖြစ်ပါတယ်အဲ့ဒါကြတော့ကိုကဘာကိုပြောချင်တယ်ဆိုတော့ကို့အမတ်မိနေသွားတာရှောက်ဒီတက်ကတ်သူတွေကလေသူကအခုဟာဒီတက်တဲ့အစိုးရကနေဖွင့်လိုက်တာဖြစ်တဲ့အတွက် तू ကကောင်းဆုံးနှလုံးမှာဒီတက်ကတ်သူအတွက်ကို तू ရင်းနှီးအများရင်းနှီးမြုပ်နှံထားဖြစ်တဲ့အတွက်အဲ့တော့ဒီတက်ကတ်သူတွေကဟိုနောက်မှာတတော်ကိုဘယ်လိုရမလဲခေစားလာနိုင်တယ်ပြီးတော့ရိုးရိုး ဆိုရင်နောင်ကြရင်ဒီရိုးရိုးတက်ကတ်သူတွေမှာလူတော်ရှိရောမှာမဟုတ်တော့ရိုးရိုးတက်ကတ်သူဆိုခုနပြောလို့ကွန်ပျူတာတက်ကတ်သူလူမီးပညာတက်ကတ်သူပေါ့အဲ့ဒီစားကိုဒီလိုနှစ်ခုပေါင်းတဲ့တက်ကတ်သူတွေပဲလူရသွားတင်ကြတော့မှာလေအဲ့ကွန်ပျူတာအဲ့ဒီမှာအခုလောလောဆယ်ကိုနေပြီးရော state နဲ့ပဲပြင်ပြောရမှာနော်နေပြီးရော state မှာဆိုရင်သူကအအဓိကအားဖြင့်ဆိုဘာရှိမလဲဆိုတော့တခြားတက်ကတ်သူတွေမှာကွန်ပျူတာနဲ့နေပညာပဲတင်မဲ့ပြင်နေပြီးရောမှာ architecture ကခက်ထက်မယ် ဘီသူကာဝါနေပြီးတော့မှသင်ပေးမယ်ပြီးတော့နေပြီးတော့ State Polytechnic University နဲ့တက်ရောက်လိုတဲ့သူတွေအနေနဲ့ဆိုရင်ကွန်ပျူတာအနေနဲ့ဆိုရင်အမှတ်ပေါင်းစုစုပေါင်းရမှာကို320အထက်ပဲခေါ်တယ်မင်းတို့သိကံကောင်းတယ်ကိုတို့တော့အိမ်မက်မက်ခွန်းတောင်မရရဲ့ဟာမျိုးရှောက်တာရှောက်ကိုကအကြမ်းပဲဘဝတစ်ခုလုံးပြောင်းပြောင်းကိုပြောင်းမှာရှောက်တာရှောက်ဘသူပါပြောပြောဒီကွန်ပျူတာဘွဲဆိုတာလေးရှားတယ်အဲ့ကွန်ပျူတာဘွဲက 320စုစုပေါင်းရမှာကို320နဲ့ပဲခေါ်တယ်ဒါပေမဲ့ engineer ဘွဲကတော့များတယ်အမြင် engineer ဘွဲကိုကြာတော့ EMBC နဲ့ခေါ်တယ် EMBC ကို420အထက်ရရှိသူများသာဆိုတော့မင်းတို့ EMBC မှာအမှတ်ကောင်းမှုလိုတယ်အဲ့ကြတော့ကွန်ပျူတာဘွဲရတော့လွယ်အဲ့ဘီဒုကာကိုတော့မင်းတို့နည်းနည်းခတ်လိုက်မယ်ပြီးတော့ကြတော့နေပြည်တော်မှာဆိုရင်တော့ဘီဒုကာဌာနကအလုံးပေါင်းအလုံးပေါင်း6ခုရှိမယ်။အော် sorry sorry ခုနှစ်ခုရှိမယ်ဘီဒုကာဌာန9ခုရှိမယ်ကွန်ပျူတာဌာန4ခုရှိမယ်။တခြားတင်ကြားရေးဌာနက အဲ၅ခုရှိမယ်ခြားတင်ဆိုင်ဌာနဆိုဥပမာဆိုပထမနေ့ပါဆိုမြန်မာစာတို့ပါပိုင်ပါမအောင်ကောအဲ့လိုမျိုးဌာနလေးက၅ခုရှိမယ်စုစုပေါင်းနေပြောမှာဌာနကြီး၁၆ခုရှိမယ်နေပြောမှာဌာန၁၆ခုရှိမယ်အခုနေပြောတက်ကတူမှာအဲနေပြော Polytechnic University မှာပေါ့နော်အဲ့ဒီမှာ तू ခေါ်တဲ့အချိန်မှာဘယ်လိုစခေါ်လဲဆိုတော့အခွင့်အလမ်းအနေနဲ့အခုပြောမယ်နော် तू က အနာဂတ်တွင်နဲ့အလုတ်ကင်အခွင်လန်းများကိုပါချိတ်ဆက်ပြီးဆိုပြီးသူ့ရဲ့စာရင်မှာအဲ့လိုပါတယ်သူတရားဝင်ထုတ်ထားရဲ့စာရင်မှာအဲ့တော့အလုတ်ကင်ကတော့တေချာဘုတ်တော့မပူနေတော့ဘာလို့လဲဘူးဆိုတော့မင်းတို့တို့အလုတ်ကင်ကတေချာဘုတ်တော့ဒီတက်ကတူဇင်းတွေတော့ကတေချာဘုတ်ရှိကိုရှိနေမှာအဲ့တော့အလုတ်ကင်ဇင်းတွေတော့ကိုမပူနေပြီးတော့ကိုွန်ထင်းနေတကယ်လို့ပြည်တွင်းမှာမဟုတ်ဆိုနိုင်ငံသားအခွင်လန်းရကြတော့လေ Polytechnic University ရဲ့နိုင်ငံသားမှလည်းရှိရအဲ့တော့တက်ကတူတွေအချင်းချင်း MOU ထိုးလိုက်ရင်တော့မပြောတော့ဘူးသူတို့ MOU ထိုးလိုက်ရင်တော့အဲ့အဲ့တက်ကတူအချင်းချင်းဖက်လှယ်ပြီးတော့တခုတင်ရင်တင်ရလိမ့်မယ် အဲ့လိုမျိုးပေါ့နောက်ချိန်မှာဘွဲကြိုသွားတယ်မှာ तू ကဘွဲလွန်အတွက်ရောဘွဲကြိုအတွက်ရောအင်းမင်းတို့ engineer ကိုတက်ချင်တယ်ဆို engineer တို့က9နှစ်သင်ပေးမယ်ကွန်ပျူတာကို6နှစ်သင်ပေးမယ်ဒါပေမဲ့ဟိုဘွဲကြိုရောဘွဲလွန်နေရောတော့ကဒီမှာအရန်ကိုကောင်းမွန်တဲ့အခွင့်အလမ်းတွေရှိနေတယ်အဲ့ကြတော့ကိုကတော့တခုဆိုရင်သွားသွားတက်လို့ပဲပြောချင်တယ်ဘာလို့ဆိုတော့အမတ်တရားလည်းအရင်ကြီးဟိုလိုကြီးမများဘူးဒါပေမဲ့ဘီသူအင်ဂျင်နီယာမှာတော့များရင်ပဲကွန်ပျူတာကြတော့ဟိုလိုကြီးမများဘူးလေအဲ့ဒါကြတော့အာသွားတက် အဲအခုအမှတ်ပေါင်းနေဆိုပြီးကြောင်းပြောင်းမဲ့သူဆိုလေဒီတစ်ပတ်အတွင်းအပိတာလှူရှာလိုက်တော့တကယ်ဒီတစ်ပတ်အတွင်းမနေ့ပြန်ရတော့နော်ဒီနေ့ဒီနေ့တနင်္လာနော်အင်္ဂါဗုဒ္ဓဟူးဆိုတော့အခုတစ်ပတ်အတွင်းကိုအပိလှူရှာလိုက်တော့ကြောင်းပြောင်းမဲ့သူတွေဆိုရင်နောက်တစ်ခုကအဲကိုက MU ကဆို MU ထပ်ဖိတ်ချင်တယ် MU လာခဲ့လိုက်တော့ဒီနေ့က MU ကအယမ်းလိုက်တယ်လို့ပါဆိုတက္ကသိုလ်တစ်ခုကနှစ်တရာပြည့်ရစားယူယူပွဲတော်မဟုတ်တာမန်ပွဲတော်ကြီးလည်းမဟုတ်အကြီးနိုင်ငံတော်အဆင့်ပွဲတော်ကြီးရှိရအယမ်းကိုကောင်းတယ်လို့ပြည့်ဒီမှာ အထူးဆောင်တက်ကသူဖြစ်တဲ့အလောက်ကန်ခွင်လည်းများတယ်ဥမာဆိုမန္တလေးမှာဆိုတခြားတက်ကသူမှာကိုလောမှာလောကိုပဲဒီကပြောလိုက်မယ်နော်လောကသူတွေ MU ပြန်ပြောင်းလာခဲ့ MU အမတ်မီနေဆိုချက်ချင်းပြောင်းလာခွင်လန်းချင်းမတူတခြားတက်ကသူမှာလောကြထားတဲ့သူကိုရင်သာလို့မဆုံးဘူးအမတ်တွေအတူတူပဲခင်ဗျာဆရာကြီးတို့ရဲ့ MU အမတ်နဲ့ဆရာကြီးတို့အခုကြာနေတက်ကသူအမတ်နဲ့ကဘယ်လိုပြောင်းလဲနည်းနည်းတူနေတယ်ဆရာကြီးတို့ရဲ့ဆရာကြီးတို့အရန်ကြီး နှစ်နာရီမခံကြတဲ့ဆရာကြီး MU ပြောင်းလာခဲ့ဆရာကြီးရဲ့ဆရာကြီးတို့ဆရာမကြီးတို့ရဲ့အာကိုအခုအမတ်တွေကိုမနေ့ကကူခဲ့နေဝင်ကြည့်လိုက်တယ်အတိတယောက်ကလည်းပြောရတယ်ဟမ်ကိုတို့မြန်မာစာလည်းအတူတူပဲမြန်မာစာတို့အခုတခြားတက္ကသိုလ်မှာရနေရအမြင်ကြီးနေတခြားတက္ကသိုလ်မှာသွားပြီးတော့မြန်မာစာမှာယူနေရတဲ့အခွင့်အလမ်းချင်းမတူဘူးကိုတို့မြန်မာစာဌာနကိုမြန်ပြောင်းလာခဲ့ဒီတစ်ပတ်တွင်အပြီးလှုပ်ရှားလိုက်တော့ကိုမော်ဂုံးနှိမ့်နဲ့အခုမနေ့ဟိုအเจ้าဖွင့်ကိုမော်ဂုံးနှိမ့်ကိုသွားတွေ့ရမှာမော်ဂုံးနှိမ့်နဲ့ကိုမော်ဂုံးနှိမ့်ကိုမေးတော့ကြည့်ခဲ့ရုံပဲထပ်ပြီးတော့ ိုဆရာကြီးတို့ဆရာမကြီးတို့ရဲ့အခွင့်အလမ်းတွေကိုမတူဘူးဆရာကြီးတို့ရဲ့အဲကြောင့်ပြန်ပြောင်းလာခဲ့ကိုကိုပြန်ဖိတ်တယ် MU ပဲလာခဲ့ကိုတို့ဟိုမန္တလေးရသူတွေအတွက် ကိုတီးတက်ပြောနောက်တခြားအကြောင်းအဆိုရင်လဲတခြားအကြောင်းကတော့အခြေအနေအရရဲ့အရာပေါ့နောက်တစ်ခုကကိုနောက်နေ့ကိုတိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးနည်းနည်းပြောစရာရှိတယ်တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒါကြတော့ဟိုပါနည်းနည်းဟိုပညာကိုမတင်နဲ့ဆိုတဲ့သူတွေအတွက်ပါတိုင်းရင်းသားတွေက အခုရမ်းတော်နေပြီဆိုတော့ကိုပြောမလို့ပါအဲ့ကြတော့အခု Polytechnic University အကြောင်းလည်းမသိရရှင်ကိုကိုမှန်မှာမေးသွားလိုက်ကိုအဲအသေးတော့ကတော့ကိုဖြေပေးမယ်ပြီးကြတော့ကိုကအဲ messenger box တွေပေါ့ message box တွေဖွင့်မကြည့်မြည်တဲ့တောင်းမှန်ပါတယ်ကိုကတကယ်ကိုလုပ်တည်ရမ်းများနေလို့ပါကိုကလည်းကြောင်းနေပါရင်းနဲ့အများကြီးပဲအလုပ်တွေရှုပ်နေလို့ပါဒါပေမဲ့သိချင်တာရှိတော့ဒီမှာမေးသွားပါကိုဖြေပါမယ် Polytechnic University ကြောင်းသိမယ်လို့ထင်ပြီးသွားတာတက်တခုဆိုမတုံဆိုင်နေနဲ့နောက်တစ်ချိန်အခုတော့ အခုကပထမအောင်ဆုံးစဖွင့်တာဆိုတော့အရင်ကြီးရောတင်ထောက်ကူကြီးလေဟိုလိုကြီးရောပြည့်စုံမှာမဟုတ်ဘူးဒါပေမဲ့အကောင်းဆုံးလို့သူတို့ထားပေးမှာပါအဲ ဘယ်လိုပြောမလဲဆဆချီဘယ်မှာပထမဆုံးတက်လိုက်တယ်ဆိုလဲအဆင်ပြေပဲကိုကဒီကြောင်ရင်ငါပထမဆုံးចောင်းသားกว่าဆိုတော့နောက်တစ်ချိန်ဖြစ်နိုင်တာပဲလေဟုတ်တယ်မလားဒါပေမဲ့ MU မှာလာတက်မဲ့သူဆိုလားငါတို့ကနှစ်တရာပြီပွဲတော်ကြီးရှိရဲ့နှစ်မှာပဲငါတို့ကចောင်းစားတက်ရတာกว่าဆိုတော့အဲ့လိုရှိမှာ MU လာခဲ့မြန်မာစာအုပ်လဲလာခဲ့မြန်မာစာအုပ်လဲမြင်မြန်ပြောင်းလာခဲ့တော့ဆရာကြီးတို့ရဲ့ဆရာကြီးတို့ဆိုတာဒီတစ်ပတ်တွင်အပြီးလှူချလိုက်တော့အမတ်တွေတူနေလို့ပြောနေတာကိုဟိုဘက်မှာကြာကိုအမတ်မြင့်ကြီးနဲ့ဝင်သွားရဲ့အတူတူတော့ MU မှာပဲဟိုအလေလက်အမတ်လောက်နေပေါ့ MU မှာတော့မင်းကအမတ်မြင့်ဆုံးတော့မဖြစ်တော့ဘူးဒါပေမဲ့လည်း ဝင်ခဲ့လိုက်တော့ဝင်ခဲ့လိုက်တော့စာဒီဒီတစ်ပတ်အတွက်အပြီးလှူချလိုက်တော့ခွင်လန်းခြင်းလည်းမတူသလိုခွင်ရေးခြင်းလည်းမတူဘူးเนาะအကျေးဇူးအများကြီးတင်ပါတယ်မသိရရှိရင်ကိုယ်ကိုမေးသွားနိုင်ပါတယ်ခင်ဗျာအကျေးဇူးပါ